ဖိုးခမရအလုံးမင်္ဂလာပါ clock corner နေပြန်လဲကြိုးစိုးလိုက်ပါတယ်ကျွန်တော်တို့ဒီညရှင်မြန်သွားကြတဲ့ champion league ပွဲစဉ်လေးမှာတော့ manchester city ကတော့သူ့ရဲ့အိမ်ဝင် etihad မှာပဲ borussia dortmund ကိုကျွန်တော်တို့ကိုပြအနိုင်ရလက်ကိုပုံဖော်ပြီးတော့ကျွန်တော်တို့အနိုင်၃မှတ်ကိုထိုက်တန်ကြောင်းပြသခဲ့ပါတယ်ဟုတ်ကဲ့ဗီဒီယိုလည်းမဆောက်ခင်ကျွန်တော်ရဲ့ youtube channel လေးကို like and subscribe လုပ်ကြတဲ့ဒီကိုရင်းနဲ့ like and subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်โอเคဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုဆက်လိုက်ကြအောင် ရင်းနှီးအနေနဲ့ကျွန်တော်တို့အဲဒီနေ့ရဲ့ကျွန်တော်တို့ထိတဲ့တွေ့ဆုံမှုမှာတော့ကျွန်တော်ပွဲကြုံမှာပြောခဲ့သလိုပဲကျွန်တော်တို့အဲတယောက်အဲနိုင်ရတယောက်ကိုသုံးဘွဲစီပဲနိုင်ထားပြီးတော့ကျွန်တော်တို့သုံးဘွဲတေကြထားတဲ့ပုံစံလေးရှိတဲ့တဲ့ကြောင့်ဒီညရှင်မန်နဲ့ပွဲမှာတော့တော်တော်လေးမှကျွန်တော်တို့အဲမန်ချက်စတာစီးတီးဘက်ကပို့ပြီးတော့အားတာတယ်လို့ကျွန်တော်ပြောခဲ့တယ်ဒါမှမဟုတ်ကျွန်တော်တို့တကယ်ပွဲအတွင်းမှာဆိုရင်လည်းတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုမန်ချက်စတာစီးတီးကပြတ်တက်ခဲ့တယ်လို့ပြောလို့ရတယ်တကယ်လို့ဒါမန်ချက်စတာစီးတီးအနေနဲ့သူတို့ရဲ့အဓိကကျွန်တော်တို့ဟာလန်တို့ပြီးလို့ဆိုရင်ဖိုဒန်တို့ရဲ့ နော်ပေးပုံမှုအလုံးတွေကျွန်တော်တို့ပိတ်သွင်းမဲ့ဒူတာရှိခဲ့လို့မယ်ဆိုရင်ဒီထက်ပိုပြီးတော့ကျွန်တော်တို့ဂိုးတွေပြတ်သွားနိုင်တယ်လို့တော့ကျွန်တော်ကမြင်တယ်။ Okay ဆိုရင်ကျွန်တော်တို့ဒီနေ့သေးစုံလေးတဲ့ပွဲမှာတော့ကျွန်တော်တို့ Manchester City ရတော့ကျွန်တော်တို့4-1ဆိုပြီးတော့ကျွန်တော်တို့ဂိုးပြတ်နိုင်ရလက်ကိုပုံဟော်ပြီးတော့ နိုင်တော့ခွင့်နဲ့ကျွန်တော်တို့ထိုက်တန်ကြောင်းပုံခေါ်ပြခဲ့တယ်အထူးသဖြင့်သူတို့မှာတော့ကျွန်တော်တို့သူအဓိကကစားသမားတွေပထမကျွန်တော်တို့အအစုံလင်နဲ့ပွတ်ထုတ်လာတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့တို့နောက်တက်မှာဆိုလို့ရင်ဂျွန်စတုန်းတို့ပြီးလို့ဆိုရင်ကဘာဒီယိုတို့ဘာလို့ရှိပဲပြီးလို့ဆိုရင်ကျွန်တော်နီယိုတို့ဘာလို့ပြင်လဲကျွန်တော်တစ်ဖက်ကမတည့်ရနူးနဲ့တို့ဘာလို့နဲ့ကျွန်တော်တို့ပွတ်ထွက်လာတယ်သူအဓိကဂိုးသမားလည်းကျွန်တော်တို့ဒိုနာရူမာတို့ဘာလို့နဲ့ပွတ်ထွက်လာတယ်ပြီးရင်တော့ကျွန်တော်တို့ကွင်းလဲကွင်းလဲမှာကျွန်တော်တို့ဂွန်ဇာလက်တို့ပြီးလို့ဆိုရင်ကျွန်တော်တို့တစ်ဖက်ကကျွန်တော်တို့လောဝင်းမှာဆိုလို့ဆိုရင် အဲဟာတယ်လဝင်းမှာဆိုလို့ဒိုကူတို့ရှိမယ် right wing မှာဆိုလို့ဆိုရင်ကျွန်တော်တို့ seven ho တို့ဘာတို့ရှိမယ် seven ho နင်းနေလဲကျွန်တော်တို့အဲဆီယန်သမားဟိုလူသားလဲကနေကြမှာအဝါတဝါဟိုတော့မှယူသွားသေးတယ်လို့ပြောလို့ရပြီလို့ဆိုရင်ကျွန်တော်တို့ queen လန်မှာမှာဆိုရင်တော့ကျွန်တော်တို့ regional တို့ပြီလို့ဆိုရင် foreign တို့ဘာတို့အဲဒီနေ့ပွဲမှာတော့ foreign တော့အဓိကကျွန်တော်တို့အဲ ုံစံကောင်းနေပြသသွားတယ်လို့တော့မြင်နေသူ့အနေနဲ့တကယ်လို့ဒါတကယ်သူပေးကိုသူပေးလိုက်တဲ့အလုံးတွေဒါတကယ်လို့သိမဲ့ဆိုလို့ဆိုရင်တော့ကျွန်တော်အနေနဲ့ဒီထက်ပိုပြီးတော့ကျွန်တော်ခုနပြောခဲ့လိုပဲဂိုးတွေပိုပြီးတော့ပြတ်သွားမယ်လို့တော့မြင်နေသူ့အနေနဲ့တောင်မန်တဲ့ချက်ကတော်တော်လေးမှဒီနေ့အပွဲမှာအလုပ်ဖြစ်တယ်လို့ပြောလို့ရတယ်အထူးသဖြင့်ကျွန်တော်တို့ဖိုဒန်ဆိုလို့ဆိုရင်လည်းကျွန်တော်တို့လဝင်းဘက်ကိုထွက်ထွက်ပြီးတော့သူ့အနေနဲ့ကစားပေးတော့တော်တော်လေးမှကောင်းမွန်သလိုတစ်ဖက်ကဒိုကူကလည်းတော်တော်လေးမှကောင်းမွန်တဲ့ကျွန်တော်ပေးပို့မှုတွေလို့ ်လုတ်ပေးခဲ့တယ်ဗျာဒါမှလည်းကျွန်တော်တို့အနေနဲ့တကယ်အဆုံးသက်အဲမှာကျတော့ကျွန်တော်တို့အဲလုံးလုံးချို့ချို့အလုံးတွေရှိသွားတဲ့အချိန်မှာတော့ကျွန်တော်တို့အနေနဲ့အဲပိတ်သွင်းမဲ့သူတွေကလည်းမရှိရောဟာလာလည်းကျွန်တော်တို့နောက်ကျန်ခဲ့သလိုတစ်ဖက်တစ်ဖက်ကကျွန်တော်စာမင်ဟိုအနေနဲ့လည်းတိတ်ပြီးတော့ကျွန်တော်တို့အရှိ့ကိုမတက်လာတဲ့အချိန်မှာတစ်ခါဒိုဂူတို့ပြီးသစင်ဖိုရန်တို့ရဲ့ပေးပို့မှုတွေကျွန်တော်တို့အလကားဖြစ်သွားတယ်လို့ပြောလို့ရတယ်အဲအလုံးတွေမှာတကယ်လို့ပိတ်သွင်းအဲပိတ်သွင်းမဲ့သူတွေကရှိမဲ့ဆိုလို့ဆိုရင်မန်ချက်စတာစီးရီးအနေနဲ့ကျွန်တော်အမြင်ရဆိုရင်ဒီနေ့ပွဲမှာကျွန်တော်တို့ 5G 6G လောက်တော့5.1လောက်တော့ဖြစ်သွားမယ်လို့တော့ကျွန်တော်ကတော့မြင်တယ်။ဟုတ်ကဲ့ကျွန်တော်တို့ twin ကိုအကြောင်းလေးတွေပြန်ပြောလိုက်ကြအောင် twin ကိုအကြောင်းလေးတွေမှာတော့အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Manchester City Manchester City ကတော့ဒီနေ့ပွဲမှာတော့ကျွန်တော်တို့အမြင်တွေ့နေရပုံစံမှာတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြတ်တာထားနိုင်တယ်လို့ပြောလို့ရတယ်။အဲအဓိက twin ကိုတွေကတော့ကျွန်တော်တို့ Foden ကျွန်တော်တို့နှလုံး twin သွားတယ်လို့အဲမန်ချက်စတာစီးရီးရဲ့အဓိကကျွန်တော်တို့တိုက်စစ်မှုဖြစ်တဲ့ဟာလန်အနေနဲ့လည်းသူငုတွေရရှိတယ်လို့ပြီးရင်တို့ရဲ့အဓိကအဒုတိယပိုင်းမှာကျွန်တော်တို့လူသားဝင်ကစားသမားဖြစ်တဲ့ချာကီတိုအနေနဲ့လည်းသွင်းငုတွေကိုအဲရိုက်ယူသွားနိုင်တယ်ဗျာကျွန်တော်ပထမအောင်ဆုံးသွင်းငုတော့ကျွန်တော်ဖိုဒန်20နာရီ2မိနစ်မှာတွင်းပြီးတော့အဲဟာလန်တော့ကျွန်တော်တို့အဲ29မိနစ်မှာဟာလန်သွင်းသွားတဲ့လုံးစုတော်တော်လေးမှာကောင်းတယ်ကျွန်တော်တို့အဲပေပိုးမှုလိုက်ပဲပေပိုးလိုက်တဲ့အလုံးကလည်းတော်တော်လေးမှာကောင်းမှန်လို့ဟာလန်အနေနဲ့လွတ်လွတ်ကျွတ်ကျွတ်အဲကန့်သွင်းခွင့်ရတယ်လို့တော့ မဲကျွန်တော်မြင်နေဒုတိယကျွန်တော်တို့အဲဖိုဒန်ကန်သွားတဲ့အလုံးလည်းတော်တော်လေးမှကျွန်တော်တို့ကစားအဲ့ညပြောရမယ်ဆိုရင်တော့မွေရဲ့ကစားသမားတွေကလည်းတော်တော်လေးမှညံ့နေညံ့နေလို့တော့ပြောလို့ရဘာတဲ့ကြောင့်လဲဆိုရင် တခါကျွန်တော်တို့အဲဒိုကူလမ်းမနေပေးလိုက်တဲ့အလုံးပဲအဲ့ဒီချိန်မှာဆိုလို့ရင်ကျွန်တော်တို့အာတော်မွန်ရဲ့ကစားသမားတွေနောက်မှ2ယောက်2ယောက်4ယောက်ရှိတယ်ဗျအဲ့4ယောက်ကြားထဲမှာဘောလုံးထွက်လာတာကိုကျွန်တော်တို့ဟာလာနေနဲ့အဲလွတ်လွတ်ကျော်ကျော်ကြီးအဆုံးသတ်လိုက်အဲ့အလုံးဆိုလို့ရင်တော်တော်လေးမှကျွန်တော်တို့အာတော်မွန်ရဲ့ကစားသမားတွေညံဖင်းတယ်လို့တော့နောက်တန်းကစားသမားတွေညံဖင်းတယ်လို့တော့မြင်တယ်ပြီးလို့စင်လဲကျွန်တော်တို့တစ်ဖက်ကကျွန်တော်တို့အဲတော်မွန်တော်မွန်ကတော့ကျွန်တော်တို့ရဲ့သူ့ရဲ့အတွင်းကိုတော့အတန်းနေတော့82မိနစ်မှာကျွန်တော်တို့ free kick ကနေ free kick ကို ငါနေပြီးတော့ရလာတဲ့အလုံးကိုသူတို့နဲ့တေကံမောကနေအလူပေးကစားပြီးတော့ဖြတ်တင်ပေးလိုက်တဲ့အလုံးတော်တော်လေးမှကောင်းမွန်တည်တက်လှတဲ့ကျွန်တော်တို့အလုံးကန်သွင်းသွားတယ်လို့တော့ပြောလို့ရအဲ့အချိန်မှာတော့ကျွန်တော်တို့တစ်ဖက်ကမန်ချက်စတာစီးတီးရဲ့ဂိုးသမားဖြစ်တဲ့ဒေါနယ်ရူမာကတော့ဘလို့မှအာသူ့အနေနဲ့အာဖမ်းတာခါဖြတ်ပြီးတော့ကန်လိုက်တဲ့အချိန်မှာတော့ကျွန်တော်တို့ဘလို့မှသူ့အနေနဲ့လည်းဖမ်းလာမှမိလိုက်ဘူးလို့တော့ပြောလို့ရသူ့အနေနဲ့ဒီကျွန်တော်ဒီတပွဲလုံးတိုင်းနိုင်ရဆိုရင်မန်ချက်စတာစီးတီးရဲ့ပထမပိုင်းမှာတော်တော်လေးမှကောင်းမွန်ရတာဒါနဲ့ဒုတိယပိုင်းမှာဆိုလို့ရှိရင်သူ့အနေနဲ့တော်တော်လေးမှ အဲအတကင်ကိုလိုက်တာတော်တော်လေးမှနေသွားပြီးတော့သူတို့အနေနဲ့ခန်းစစ်ကိုအသားပေးပြီးတော့ကျွန်တော်မြင်ရဆိုရင်ဆော့ပါတယ်လို့တော့ပြောလို့ရတယ်သူတို့အနေနဲ့ရဖန်ရန်ခါပဲတက်ပြီးတော့ကျွန်တော်တို့အဲတဝဲအဲဒုတိယပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ခြာကေးသွင်းသွားတဲ့တလုံးရင်ပြီးလို့ဆိုရင်ဖိုဒန်လားဟာလန်လားမသိဘူးဟုတ်တယ်အဲ့ဒီနှလုံးလောက်ပဲကျွန်တော်တို့ဟိုတော့မွန်ရဲ့အဲဂိုးပေါကိုချိန်ချောက်တယ်လို့ပြောလို့ရတယ်ကျန်တဲ့လုံးဆိုလို့ရှိရင်သူတို့နေနောက်တန်းမှာပဲအေးအေးဆေးဆေးဆော့ပြီးတော့ကျွန်တော်တို့လူသားပြောင်းလဲတွေကိုလုတ်သွားတယ်လို့တော့မြင်တယ်တစ်ဖက်ကကျွန်တော်တို့ဒုတိယပိုင်းညမှာကျွန်တော်တို့ကလည်း အဲတတဖက်ကတော့မတော်မတော့ဒုတိယပိုင်းမှာကျွန်တော်တို့တော်တော်လေးမှာကျွန်တော်တို့လူသားပြောင်းလဲတွေလုပ်လို့တော်တော်လေးမှာကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်တယ်လို့ပြောလို့ရဒီနေ့မှာလည်းကျွန်တော်တို့ဒိုနေရူမအနေနဲ့ကျွန်တော်အပိုင်ခွင့်ရင်းနှစ်ချိန်လောက်အထိကိုကျွန်တော်တို့အဲသူ့အနေနဲ့ကာကွယ်သွားခဲ့တယ်လို့ပြောလို့ရတယ်တဝဲလုံးတိုင်းနိုင်ရဆိုရင်တောင်ပထမတစ်ပိုင်းမှဆိုလို့ရှိရင်တော့အာထုံမုံတင်းနေနဲ့မန်ချက်စတာစီးတီးကိုတိုက်ပြီးတော့ဒုက္ခပေးနိုင်တဲ့အလုံးတွေတိုက်တော့မရှိဘူး။ဒါပေမဲ့သူတို့လုံးတော့တစ်ဖက်ကကျွန်တော်တို့အာ တောင်းမှကစားအဲ့ဟာတဲ့ right back ကစားသမားဆိုလို့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံမျိုးတွေကျွန်တော်မြင်တွေ့ရတယ်ဒေါမုံကစားသမားတွေဒါပေမဲ့သူတို့ရဲ့အဲနောက်ကနေတော့ light back လာနိုင်မှုမရှိတဲ့ကျွန်တော်တိုက်ဆက်တွေရောပြုလို့ဆိုရင်ကျွန်တော်တို့ရဲ့သူတို့ရဲ့အဓိကကစားသမားတွေရဲ့ လိုက်ပါလာနိုင်မှုမရှိတဲ့အတွက်ကြောင့်သူ့အနေနဲ့တယောက်ထဲလိုမျိုးရုံးကန်နေရတဲ့ပုံစံလေးတွေလို့ကျွန်တော်တို့မြင်တွေ့ရတယ်။ပြီးရင်လည်းကွင်းလယ်မှာလည်းဒေါမွန်ရဲ့ကွင်းလယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့တိတ်ပြီးတော့ထင်တော့အလုံးမဖြစ်ခဲ့ဘူးလို့တော့ပြောရတယ်။မန်ချက်စတာစီးရီးယားလည်းကျွန်တော်တို့ပထမပိုင်းတစ်ပိုင်းလုံးမှာတော်တော်လေးကမှဆူဆူမူမူကစားသွားတယ်လို့တော့ကျွန်တော်ကမြင်တယ်။ဒီနိုင်ပွဲကြောင့်ပဲသူတို့အနေနဲ့အဆင့်နေလေအဲပြိုင်ပွဲဆုံးမှာဆိုပြိုင်ပွဲဆို sorry ချမန်လေးကျွန်တော်ပွဲစဉ်၄ပွဲပြီးသွားတဲ့အချိန်မှာသူတို့အနေနဲ့ကျွန်တော်ကြည့်လိုက်ပါဦးမှတ်သွားမှာဆိုလို့ အဲဟုတ်တယ်ချန်ပီယံလေးကျွန်တော်တို့ပွဲစဉ်လေးပွဲကံပြူရတဲ့အချိန်မှာတို့နေမဲ့ရှုံးပွဲလည်းမရှိဘဲနဲ့သုံးပွဲနိုင်ကျွန်တော်တို့တပွဲတည်းဆိုပြီးတော့ကျွန်တော်တို့ဆယ်မှတ်အထိကိုစုဆောင်းထားနိုင်မှာတို့နေနဲ့အဆင့်၄ထိကိုတက်လန်းလာတဲ့အတွက်ကြောင့်တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေလို့တော့မြင်တယ်ဒီညတကယ်လို့ဒါအာဟာလန်ဟာလန်တို့ရဲ့ကျွန်တော်တို့အာအဆုံးသက်တွေအဆုံးသက် sorry အဆုံးသက်တောင်မှဖြစ်တယ်ကျွန်တော်တို့တကယ်လို့ဒါပိတ်သွင်းမှုတွေတိတ်ချမယ်ဆိုလို့ဆိုရင်ရှက်ပုံပြီးတော့ဂိုးပစ်တွေပြတ်ဖို့အဲပုံစံမျိုးတွေရှိတယ်တို့တို့ရဲ့ကျွန်တော်တို့တို့ဒီနေ့ပွဲမှာတော့ကျွန်တော်တို့အာကျွန်တော်မြင်ရဆိုရင်တို့ အဲလူငယ်တွေရောပြီးလို့ဆိုရင်လို့ဆိုရင်သူအဓိကကစားသမားတွေနဲ့ပွက်ထွက်လာပြီးတော့ကျွန်တော်တို့ပြီးလို့ဆိုရင်ကျွန်တော်ဘလူးတွေရှိမယ်ဆိုတော့ဘရန်တို့ဆေးပါတို့ဘာတို့ဒီနေ့ပေါ်မှာကျွန်တော်ဒုတိယပိုင်းလောက်မှာအပြန်တုံးလာတာကိုမြင်ရတယ်ပြီးရင်လည်းကျွန်တော်တို့ဒီပြည်မနေပွဲစဉ်စတိတ်မှာလည်းသူတို့အတွက်ကအရေးကြီးတဲ့ပွဲစဉ်တွေရှိတဲ့အတွက်ကြောင့်အဲဒီနေ့ပွဲမှာလူထုတ်လာပုံကလည်းတော်တော်လေးမှကောင်းမွန်တဲ့ကျွန်တော်တို့ပုံစံတွေလို့တော့မြင်တယ်ဒီနေ့ပွဲမှာတော့ကျွန်တော်အာဖို့ရနေနဲ့လည်းတော်တော်လေးမှကျွန်တော်ကောင်းမွန်တဲ့ပုံစံနဲ့မျိုးတော့သူ့အနေနဲ့ hat trick ရမယ့်အခြေအနေတွေပါရှိသွားနိုင်တယ်လို့မြင်တယ် ဟာလန်ဟာလန်လည်းကျွန်တော်တို့အာသူကျွန်တော်ဒုတိယပိုင်းမှာရောက်သွားတဲ့အလုံးဆိုလို့ရှင်တော်တော်လေးမှလွတ်လွတ်ကျွတ်ကျွတ်ကျွန်တော်တို့ထွက်သွားတာဗျအဲ့ဒီအချိန်မှာလည်းကျွန်တော်တို့တစ်ဖက်ကကျွန်တော်တို့ဘိုးရရှာတော်မူရဲ့အဲဂိုသမနေပြီးတော့တက်ပြီးတော့တော်တော်လေးမှကာဝယ်ပြီးတော့ကန်ထုတ်လိုက်တဲ့အချိန်မှာသူ့အနေနဲ့ကျွန်တော်တို့အဲအဲ့ဒီအလုံးကတော့ မရတော့ခဲ့ဘူးကနောက်ဆိုရမယ်ဆိုလို့ဆိုရင်ဒီနေ့နေနဲ့ဆိုလို့ဆိုရင်ကျွန်တော်တို့ Manchester City အနေနဲ့5-1လောက်ကျွန်တော်တို့ဖြစ်သွားမဲ့အခွင့်အရေးတွေကျွန်တော်တို့ရှိခဲ့တယ်ဒီကျွန်တော်တို့ရှေ့ပထမပိုင်းမှာဆိုလို့ဆိုရင်လည်းကျွန်တော်တို့သူတို့တွေအနေနဲ့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေပြလာပြီးတော့ဒီဘက်ကကျွန်တော်တို့အဲဘူရရှာဒေါမွန်ရဲ့ဂိုးသမားကလည်းတိတ်ပြီးတော့အဲ့လောက်ထိတိတ်ပြီးတော့ဟိုကံွယ်တော့ကံွယ်တယ်ဒါပေမဲ့ Manchester City ရဲ့ကျွန်တော်တို့ twin goal တွေကိုတွင်လိုက်တဲ့အချိန်မှာဆိုတော့တိတ်ပြီးတော့သူ့အနေနဲ့အဲမထင်မှမထားပဲနဲ့အလုံးတွေကနေဝင်သွားတယ်လို့ကျွန်တော်ပြောတယ် အဲမြင်နေပြီးမြန်ဖိုရန်ရဲ့ကျွန်တော်တို့တွင်းသွားတဲ့နှစ်ခုကလည်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေနဲ့တွင်းသွားတဲ့အတွက်ကြောင့်မန်ချက်စတာစီးရီးအနေနဲ့ဒီနေ့ရဲ့အိမ်ကွင်းပါတော့တို့အနေနဲ့အနိုင်ပွဲကိုထိုက်တန်ပြီးတော့ဘိုးဒရှတော့မွန်ကတော့ကျွန်တော်တို့ပထမပိုင်းတစ်ပိုင်းလုံးပါဆိုလို့စင်ထင်သာတော့အလုံးဖြစ်ပေခဲ့တယ်ဒုတိယပိုင်းမှာတော့တို့အနေနဲ့ပြန်လာဖို့ကြိုးစားခဲ့ပေမဲ့ဘလူးမမမှီပြန်နဲ့မန်ချက်စတာစီးရီးရဲ့လူစားကစားသမားဖြစ်တဲ့ချာကီရဲ့နောက်ရက်တွင်းကိုတွေပါကိုထပ်ပြီးတော့ခွင့်ပြုလိုက်ရတဲ့အတွက်ကြောင့်တို့အနေနဲ့တိုက်ပြီးတော့အဆင်မပြေလောက်တော့ဘူးလို့တော့ကျွန်တော်မြင်တယ်ဒီတက်ကြောင့်ပဲတို့ဘိုးဒရှတော့မွန်အနေနဲ့လည်းကျွန်တော်တို့ အဆင့်14နေရာထိလောက်ကိုဆင်းသွားတယ်လို့တော့အမြင်တယ်ဒါမှမဟုတ်ဒီကစားအဲသူတို့အနေနဲ့လည်းအဲရှေ့လာမဲ့ပွဲတွေမှာအဲအနိုင်ပွဲတွေပုံဖော်နိုင်မလားဆိုကြည့်ရမယ်ဆက်မန်ချက်တာစီးတီးမန်ချက်တာစီးတီးကလည်းဒီနိုင်ပွဲကြောင့်တော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေလို့မြင်တယ်ဒီညကျွန်တော်တို့ရှင်းပြန်တဲ့အဲပြီးအင်္ဂလန်ကနေ3-0ဆိုလို့ဆိုရင်အဲနယူကာဆယ်လည်းသူ့ရဲ့အင်္ဂလန်မှာနိုင်တယ်လို့ကျွန်တော်တို့အဲ ချက်သေးသေးနဲ့တော့ကျွန်တော်တို့အဝေးဥမှသွားရောက်ရှင်ပြိုင်နဲ့ပွဲမှာတော့သူတို့အနေနဲ့အတူတူဆိုပြီးတော့တေရလက်ကိုပုံဖော်ပြီးတော့မန်ချက်စတာစီးတီးတွေနဲ့ဂိုးပြနိုင်ရလက်ကိုပုံဖော်နိုင်တဲ့အတွက်ကြောင့်ကောင်းမွန်တဲ့ကျွန်တော်တို့ခြေစွမ်းနေမြင်လို့ပြောလိုက်ရတယ်။ဒါမှမဟုတ်ကျွန်တော်တနင်္ဂနွေနေ့မှာရှင်ပြိုင်မဲ့လဘောင်းနဲ့ပွဲမှာတော့ဒီလိုမျိုးခြေစွမ်းနေနေတော့တိတ်ပြတော့မမြင်ချင်တာတော့အမှန်ပဲ။ Okay ညီကိုရနေရောဒီနေ့ကအရှင်ပြိုင်သွားကြတယ်။အဲမန်ချက်စတာစီးတီးနဲ့ဗိုလ်ထရဒေါမွန်တို့ရဲ့အဲပွဲလေးမှာဘယ်လိုမြင်ကြလဲ။မြောက်ဆွေးနေမှတ်ချက်ပြီးတော့လို့ရပါတယ်။ ။ဒါကြောင့်ချစ်စုပြည့်ညီကိုတယောက်ချင်းတင်တိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတာပါဗျာ။